မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဓမ္မသစ်ချန်တဲ့ကတကယ်စိတ်ဝင်စားစရာကောင်းတဲ့ချန်တကြံပြားတဲ့ချန်ပေါ့အဲ့ဒီကျဲကအခန်းကြီး၅လေးကိုဆင်ပြီးတော့လေ့လာကြည့်ကြအောင်ပေါ့ဟုတ်ကဲ့အရင်ခန်းကြီးလေးမှလေးကောင်းကင်ဘုံပလင်တော်ရဲ့ခန်းနာမှုကိုမြင်ခဲ့ရပြီးပြီဒါပေမဲ့အခန်းကြီး၅ကတော့ ဆလန်ကိုအလဲပြောင်းတခုဖြစ်စေတယ်လို့ပဲဟုတ်ပါတယ်အရှင်အဟုန်တက်ပေးလိုက်တယ်လို့ပဲနော်ဟုတ်တယ်စကောင်းအတိပေါ်လာတယ်ပြီးတော့အမ်စကြာဝလာတခုလုံးနဲ့ဆိုင်တဲ့တကယ်ဒရာမာကြီးတခုပါလာတယ်လို့ပဲအင်းဒရာမာလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အခန်းစားမှာလေပလင်ပေါ်မှာထိုင်နေတဲ့ဖျားသခင်ရဲ့လက်ရလက်တော်လေးမှာစာစုံလေးတခုတွေ့ရတယ်ဟုတ်ကဲ့အဲ့ဒါကတန်ဆိတ်ခွန်းခွန်းနဲ့ခိုင်ခိုင်မြဲမြဲပိတ်ထားတာဆိုတော့အဲ့ဒီနေဇလန်စတာကို တန်းစစ်ခုနှခုတော့နော်ဟုတ်ပါတယ်ပြီးတော့အတွင်းရောအပင်ပါစာတွေပြည့်နေတယ်ဆိုတော့အာဒါကစာမန်စာလေးတော့မဟုတ်ဘူးဟုတ်ပါပဲအင်မတန်ရေးပါတဲ့အကြောင်းအရာတွေလျှို့ဝှက်ချက်တွေပါနေတယ်ဆိုတာသိတာတယ်လေอืมအတွင်းရောအပြင်မှာစာလိထားတယ်ဆိုတာတမချန်းစာထဲမှာတွေ့တွေ့ရလည်းမရှိဘူးနော်ဟုတ်တယ်ရှားတယ်ဒါကအဲဖျားသခင်ရဲ့အစီအစဉ်တွေသူရဲ့ဆုံးဖြတ်ချက်တွေကပြည့်စုံပြီးသားဘာမှပြင်ဆင်ရဖြစ်ရမလို့တော့ဘူးဆိုတဲ့သဘောမျိုးလား อืมไอ้หลูกောက်ချက်ဆွဲလို့ရနိုင်ပါတယ်ကျွန်တော်တို့အခြေခံတဲ့ the wife believers အခြေအလက်တွေရဆိုရင်ပေါ့နော်ဒီစာဆောင်ကဘုရားသခင်ရဲ့အနာဂတ်အကျဉ်းစီးတော်တွေဟုတ်ကဲ့တရားစီရင်ခြင်းဆံရအမိန်တွေတို့ပြီးကဘာသမိုင်းကိုဘလို့အဆုံးသတ်မလဲဆိုတဲ့အစီအစဉ်တွေအဲ့ဒါတွေကိုကိုစားပြုတွေလို့ရေးပေးရလက်ခံကြတာလေအာဟုတ်ပြီတသိခုနှစ်ခုနဲ့တည်တည်ချာချာပိတ်ထားတာကြတော့အာဒီအကြောင်းအရာတွေကလွန်ဝတ်တယ်ဘုရားရဲ့အကျွင့်မဲ့အခွင့်အာဏာအောင်မှာပဲရှိတယ်ဘယ်သူမှကိုယ်တဘောင်းနဲ့ကိုဖွင့်ကြည့်လို့မရဘူးဆိုတော့ပြနေတာပေါ့လုံချုံလုံးလှူဝလုံး အခွင့်အာဏာအားလုံးပေါင်းပြီးတော်တော်လေးလေးနဲ့တည်းငွေထက်ပဲအဲ့ဒီနောက်မှာတခိုးကြီးကောင်းကင်တမန်တပါးပေါ်လာပြီးမင်းဟွန်းတခုမေးတယ်နော်ဟုတ်ပါတယ်တခိုးကြီးကောင်းကင်တမန်တမားကအတန်ချက်ကြီးနဲ့อืมဘယ်သူကဒီစားဆောင်ကိုဖွင့်ပြီးတန်စိတ်တွေကိုခွာဖို့ထိတ်တန်တယ်လဲဆိုပြီးကြီးညာမေးလိုက်တာတော်တော်ရေးပါတယ်မင်းဟွန်းပဲဟုတ်တယ်ဒီမေးခွန်းကြောင့်ကောင်းကင်ဘုံတကုံလုံးတိတ်သွားစေလောက်တယ်ဗောနော်တစ်ခေါက်ဗလာရဲ့အနာဂတ်ဖြေကိုရှာနေတယ်လို့ပဲ အဲ့ဒီလိုတိတ်ဆိတ်နေတဲ့ရေးမှာအခန်းငယ်လေးမှာတမန်တော်ယောဟန်ကအကြီးကျယ်ငိုတယ်လို့ဆိုထားတယ်။အဲ့ဒါဘာကြောင့်ဒီလောက်တောင်ဝမ်းနေဟာတာလဲ။သူတုံ့ပြန်မှုကနည်းနည်းပြင်းထန်တယ်လို့ထင်စရာပဲ။ဟုတ်ဒါကဒီအခန်းရဲ့ဇက်ရှင်အမင်းဆုံးအပိုင်းနဲ့ရတစ်ခုပေါ့။ယောဟန်ကိုရတဲ့အကြောင်းရင်းကအဲ့ဒီမေခွန်းရဲ့အဖြေကြောင့်ပါ။အဖြေကြောင့်ဟုတ်ကောင်းခင်ပေါ်မှာဖြစ်ဖြစ်မြေကြီးပေါ်ဖြစ်ဖြစ်မြေကြီးအောက်မှာပဲဖြစ်ဖြစ်ဖန်ဆင်းကတတ်တော်အထက်မှာဘသူတယောက်မှဒီလောက်အရေးကြီးတဲ့စာဆောင်ကိုဖွင့်ဖို့ကြည့်ဖို့တော့အရေးချင်းမရှိဘူးမထိုက်တန်ကိုဆိုတာထင်ရှားသွားလို့ပဲ။ ။အိုးဘယ်သူမှမတတ်နိုင်ဘူးပေါ့။ဟုတ်တယ်လေစဉ်းစားကြည့်ဒီစာဆောင်ထဲမှာဖះရဲ့ရွံ့ထုတ်ခြင်းတရားစီရင်ခြင်းကဘာတမိုင်းဆုံးသက်ခြင်းအစီအစဉ်တွေပါနေတာ။ဟုတ်ကဲ့။ဒါကိုဖွင့်မဲ့လူမရှိရင်အရာအလုံးကအပြည့်မရှိပဲရပ်သွားတယ်လို့ဖြစ်နေမှာပေါ့။ဖះရဲ့အကြံစီဒီအကောင့်ထဲမှာပေါ်နိုင်တော့ဘူး။อืมအဲ့လိုလူသားတွေမျောလင်းချက်အလင်းရောက်လုံးဝဖျောက်သွားပြီလို့ခံစားရလို့ယောဟန်အကြီးကျယ်ဝမ်းနဲ့ငူကြွေးရတာ။အဲ့ဒီတော့ဆိုတော့သူရဲ့ဝမ်းနဲ့ငူကတကယ်နဲ့ဆိုင်တဲ့အကြောင်းရင်းရှိနေတာပဲ။ တကယ်ကိုမျောလင်းချင်မဲ့တွားတဲ့အခြေအနေလို့ထင်ရတဲ့အခိုက်အတန့်မှာပဲအသက်ကြီးသူတို့ကဝင်းပြောလာတယ်။ဒါကဇက်လန်းကိုပြောင်းလိုက်ပြန်ရော။အတိအကျပါအသက်ကြီးသူ24ပါးတဲ့ကကြပါကယောဟန်ကိုနှစ်သိမ့်ပြီးမငုံနယ်လို့တော့အားပေးတယ်။ဟမ်ပြီးတော့ကြည်ဆောင်ယူတာမျိုးတွေကချင်းတဲ့ဒါဝိယံမြစ်ဖြစ်တဲ့သူဟာအောင်ပွဲခံပြီးပြီ။ဒါကြောင့်သူကစဆောင်ကိုရောကန်စိခနှစ်ခုကိုပါဖွင့်ဖို့ထိုက်တန်တယ်လို့ညင်ညာလိုက်တာ။အာ။ချင်းတဲ့ဂျာဝီရဲ့အမြင့်။ဟုတ်ကဲ့ ီနေရာမှာသုံးထားတဲ့ပွဲနာမတွေကသိအရေးကြီးတယ်။ဒါတွေကဂျာမဟောင်းကျမ်းစာချုပ်ပြောထားတဲ့မေရှိယသခင်ကက်တင်ရှင်ဘုရင်ယေရှုခရစ်တော်ကိုယဉ်ညွန်းတာလေ။ဟုတ်ကဲ့ဟုတ်ကဲ့ယူဒာကဘီယံမျိုးနွယ်ဒါဝိကထာဝရဘလင်ကတိတော်ရထားတဲ့မျိုးဆက်ဆိုတော့လေသူ့ရဲ့တရားဝင်အိုဆိုးပိုင်ခွင်တန်ကိုအာနာနဲ့ဘီယံဖြစ်ချင်းတဘောကိုအခိုင်မာပြနေတာပေါ့ချင်တဲ့ဆိုတဲ့ပုံကြီးကတန်ကိုအာနာအောင်ပွဲဒါတွေကိုချက်ချင်းမြင်အောင်စေတယ်ဒီတော့မျိုးလင့်ချက်ပြန်ရှင်လာပြီပေါ့ ဒါပေမဲ့ယောဟန်ကအဲ့ဒီအောင်ပွဲခံရှင်တေးကိုမျောလင့်ပြီးလှဲ့ကြည့်လိုက်တော့မြင်လိုက်ရတဲ့ပုံရိပ်ကကျင်ညာရံနဲ့တခြားစီဖြစ်နေပြန်ရောအဲ့ဒါဘလို့ဖြစ်တာလဲအဲ့ဒါကဒီအခန်းရဲ့အထူးခြားဆုံးအနှဆိုင်ဆုံးအချက်ပဲကြားလိုက်ရလားကတခိုးကြီးအောင်နိုင်သူရှင်တေးပေါ့နော်ဟုတ်ဒါပေမဲ့ယောဟန်တကယ်မြင်လိုက်ရတာက ပလန်တော်တသီတတဝါ၄ပါးနဲ့အတကြီးသူတွေရဲ့အလဲဘဟုံမှာယက်နေတဲ့ သေးသက်ပြီးတကဲ့သို့ဖြစ်နေတဲ့သုံးငယ်တယောက်မှာသုံးငယ်အသေးသက်ပြီးတလို့ဖြစ်နေတဲ့သုံးငယ်ဒါပဲသူ့ကိုဖော်ပြထားပုံကအားနည်းတဲ့ပုံစံမဟုတ်ပြန်ဘူးနော်ချိုခုနှစ်ချောင်းနဲ့မျက်စိခုနှစ်လုံးရှိတယ်လို့ဆိုထားတယ်အဲ့ဒါတွေကဘာကိုဆိုလိုတာပါလဲမှန်ပါတယ်အဲ့ဒီအချက်တွေကသိရဲ့ကြီးတယ်အသေးသက်ပြီးသလိုဆိုတာကသူ့ရဲ့ရက်စစ်ပူဇော်ခန့်ချင်းလဝကတန်ရဲ့ထေခန့်ချင်းကိုပြနေချိန်မှာပဲ။အင်း။ချိုးခနဲ့ချောင်းရှိတယ်ဆိုတာက စုံလင်တဲ့အကျွမ်းမတ်တန်ခိုးအာနာကို ကိုစားပြုတယ်။ချိုဆိုတာတမကျန်းဆောင်မှာတန်ခိုးရဲ့အမတ်တသားကိုဟုတ်ကဲ့ဟုတ်ကဲ့မက်ဆီခုနှစ်လုံးရှိတယ်ဆိုတာကတော့အဲကဘာမြေတဝမ်းလုံးကိုဆေလွတ်ထားတဲ့ဖီးယားရဲ့ဝိညာဉ်တော်ခုနှစ်ပါးစုံလင်ခြင်းကိုပြတဲ့ကနားမော့အဲ့ဒါကိုဆိုလိုပြီးတော့စုံလင်တဲ့အသိပညာဉာဏ်ပညာနဲ့ယာယာကိုထိုးထွင်းမြင်နိုင်စွမ်းရှိတာကိုပြတယ် ဆိုလိုတာကအသေးတက်ခံရပါမယ်သူဟာတန်ခိုးဝါနာရောဉာဏ်ပညာပါအပြည့်ဝပိုင်ဆိုင်တဲ့သူဖြစ်တယ်ဆိုတာကိုတပြိုင်နက်ဖော်ပြနေတာအန်ဟောစရာပဲဒီစန့်ကြံပဲပုံရင်နှခုပေါင်းဆန်နေတာကတက်ကတ်ကိုစဉ်းစားစရာပဲအောင်ပွဲခံချင်းတည့်ရဲ့အာမန်နဲ့အသေးတက်ခံရတဲ့သုံးငယ်ရစုပူဇော်ရင်ဒီနှခုက တပားတော့ပုကမဘလို့ဆုံစည်းနေတာလေဒီ paradox ကဘာဒီပဲဆောင်နေပါသလဲ ဒါကလေခရိယံယုံကြည်ခြင်းရဲ့အနှစ်သာရကိုပြရည်ရဲ့အချက်လို့ပြောနိုင်ပါတယ်။ယေရှုခရစ်တို့ရဲ့အောင်ပွဲသူ့ရဲ့ထိုက်တန်မှုဆိုတာလောကဘိညာဉ်တွေလိုဆင်ရားအာနာဆွမ်းပကားတွေအနိုင်ကျင့်မှုတွေကနေရလာတာမဟုတ်ဘူး။ဟုတ်မဟုတ်ဘူး။သူ့ရဲ့အောင်ပွဲကလဝကတိုင်မှာလူသားအားလုံးအတွက်အသိခံခဲ့တဲ့ကိုကိုကိုရစ်ပူဆိုခဲ့တဲ့အဆုံးဆုံးဆွလအနိနာခံမှုကနေရလာလာဖြစ်တဲ့ဆိုတာကိုပြနေရ။ဟွန်း ရှင်တင်းရဲ့တန်ကိုအာနာကတိုးတငယ်ရဲ့ရစ်ပူဆိုခြင်းအသေးခံခြင်းနဲ့မှအရင်ခံနေတာပေါ့အားနေခြင်းလိုလောကအမြင်မှာထင်ရတာကဖျားအမြင်မှာတော့အကြီးမားဆုံးခွန်အားနဲ့အောင်မြင်ခြင်းဖြစ်နေတာကိုမိမောင်းထိုးပြနေတာပါတကယ်ကိုလေးနဲ့တဲ့ချက်ပဲလောကရဲ့အောင်မြင်မှုအထိပဲဖွင့်ဆိုရတဲ့လုံးဝပြောင်းပြန်မယ်နော်အဲ့ဒီနောက်မှာအခန့်ငယ်ခွန်ကတိုးတငယ်ကဖျားတခင်ရဲ့လက်ရလက်တော်တွေကစားဆောင်ကိုယူလိုက်တယ်နော် ဒီလောက်ရကဘာကိုအတီးပြုတ်လိုက်တာလဲဟုတ်ပါတယ်အဲ့ဒီလောက်ရကအလွန်အေးပါတဲ့တိုးတငယ်ကရှေ့တိုးလာပြီးပလင်ဘော်ကဖျားသခင်လက်ရလက်တော်တွေကစားဆောင်ကိုယူလိုက်တယ်ဟုတ်ကဲ့ဒါဟာအစောပိုင်းကဘသူမှမလုံနိုင်မထိုက်တန်ခဲ့တဲ့ရာကိုသူတပားတဲ့တာလုံနိုင်ကြောင်ပြလိုက်တာပဲဒီလောက်ရအဖြစ်သူဟာအနာဂတ်ကိုဖွင့်ပြဖို့ဖျားရဲ့အစီအစဉ်တွေကိုအကောင်အထည်ဖော်ဖို့တရားမြတ်သောစီရင်ဖို့လိုအပ်တဲ့အခွင့်အရေးအားလုံးကိုလက်ခံရယူလိုက်တာဖြစ်တယ်လို့အထည်ပေးရတယ်။တုံးငယ်ကစားဆောင်ကိုလက်ခံယူလိုက်တဲ့အခါ ကောင်းကင်ဘုံမှာတုံ့ပြန်မှုကချက်ချင်းပဲနော်အရင်ကတိတ်ဆိတ်ငင်းတနေတာကနေဝိပုကိုဝေချင်းပောက်ွယ်တန်းကြီးဖြစ်သွားတယ်လို့ပဲအတိအကျပါပဲသူငယ်စားဆောင်ကိုယူလိုက်တာနဲ့တပြိုင်နဲ့ကောင်းကင်ဘုံတစ်ခုလုံးဝိပုကိုဝေချင်းနဲ့လှူရှားတဲ့ဝင်သွားတာပဲအခန်းငယ်ရှေ့အရာဆိုရင်လေပလင်တော်ကိုဝိုင်းရနေတဲ့တရှိတတော်၄ပါးနဲ့အသက်ကြီးသူ24ပါးတော့ဟာဟွန်းတိုးတငယ်ရဲ့ရှေးမောင်မှာချက်ချင်းပြတ်ဝတ်ဦးချကြတယ်သူတို့ရဲ့ကိုယ်ွယ်မှုကအလိုအယောင်နဲ့ချက်ချင်းဖြစ်လာတာသူတို့ဝိပုကိုယ်ွယ်တဲ့အခါ လက်ထဲမှာကင်ထားတဲ့အရာတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။စောင်းတယ်အပြင်မှွေနံတာတွေနဲ့ပြည့်နေတဲ့ရွှေဖလားတွေဆိုတာပါကိုကိုစားပြုတာပါလေ။အင်းစောင်းတယ်ရတော့ချီးမွမ်းခြင်းဝပြုကိုယ်ွယ်ခြင်းမှာတုံးတဲ့ဒူရီယာတွေဆိုတော့လေဝပြုခြင်းအစိပ်ပိုင်းအဖြစ်တွေ့ရတတ်ပါတယ်ဟုတ်ကဲ့ပိုပြီးထူးခြားပြီးအားရှိစရာကောင်းတာကဟိုဟာ မွေးကြိုင်တဲ့နန့်တာပေါင်းတွေအပြည့်ထည့်ထားတဲ့ရွှေဖလားလေးပါ။အင်းဒီကျောင်းဝိုင်မှာအဲ့ဒီမွေးနန့်တာတွေဟာသူတော်စင်ရဲ့ဆူတောင်းချက်တီဖြစ်တယ်လို့တရိုက်ရှင်းပြထားတယ်။အော်ဆူတောင်းချက်တီဟုတ်တယ်စဉ်းစားကြည့်လေမြေကြီးပေါ်ရယုံကြည်သူတွေရဲ့ဆူတောင်းတန်တွေတောင်းလျှောက်တန်တွေဟာလေလဲမှာအလကားပျောက်သွားတာမဟုတ်ပဲနဲ့ တန်ဖိုးကြီးတဲ့အမွှေးနံသားတွေလိုကောင်းကင်ဘုံရဲ့အမြင့်မြင့်ဆုံးဝှက်ဖြူခြင်းအခမ်းအနားထဲမှာအေးပါတဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ဖျားရှိတော်မောက်ကိုရောက်နေတယ်ဆိုတဲ့ပုံရိပ်ကတကယ်ကိုအားရှိစရာတန်ဖိုးထားစရာပဲတကယ်ပဲဒါကကိုရဲ့ဆူတောင်းချင်းကိုအမြင့်တက်နဲ့မြင်စေတယ်ပြီးတော့သူတို့ကတီချင်းတက်တပုတ်တီဆိုကြတယ်လို့ဆိုတယ်တီချင်းဟောင်းမဟုတ်ပဲတီချင်းတက်ဆိုတာကဘာကိုဆိုလို့တာလဲအဲ့ဒီတီချင်းရဲ့အတိတ်ခါအကြောင်းအရာကတော့ဘာဖြစ်မလဲ တိချင်းတဲ့ဆိုတော့ကလေအချင်းနဲ့တဲ့ထူးခြားတဲ့ဘုရားရဲ့လှုပ်ဆောင်ခြင်းအသည့်အတွက်တွန့်ပြန်ချီးမွမ်းတဲ့တိချင်းကိုဆိုလိုတာပါဒီနေရာမှာတော့တိုးတငယ်ရဲ့ရွေးနုတ်ခြင်းအမှုတော်ကြောင့်ဖြစ်လာတဲ့အချင်းနဲ့တဲ့တဲ့ချီးမွမ်းတာပေါ့အာဟုတ်ပြီအခန်းငယ်9နဲ့10မှာပါတဲ့အဲ့ဒီတိချင်းတဲ့ရဲ့အဓိကကြောက်ရွာကတိုးတငယ်ရဲ့ပြိုင်ဘက်ခင်းနဲ့ထိုက်တန်မှုပါပဲထိုက်တန်မှု ဟုတ်ကဲ့ဘာကြောင့်သူကစားကြောင်မှုယူပြီးတန်ဆဲတွေကိုဖွင့်ဖို့ထိုက်တန်တယ်လဲဆိုတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။အတေကအကြောင်းရင်းကတော့သူဟာအသေးတချင်းကိုခံခဲ့ပြီးသူ့ရဲ့အဖိုးတန်အသွေးတော်နဲ့လူမျိုးနွယ်အားလုံးဘာသာစကားအားလုံးလူမျိုးအားလုံးတိုင်းနိုင်ငံအားလုံးထဲကလူတွေကိုဖျားအတွက်ရင်းနှုတ်ခဲ့လို့ပဲ။အားလုံးအတွက်နော်။ဟုတ်တယ်။တကပါအောင်နဲ့ဆိုင်တယ်ဆိုတာကို အလေးပေးထားတယ်။ ဒါပြင် तू ကရွေးနုတ်ခံရသူတွေကိုဒီတိုင်းထားတာမဟုတ်ပဲဖျားသခင်အတွက်ဘယင်တွေယေစုပရောဟိတ်တွေဖြစ်စေပြီးမြေကြီးပေါ်မှာအုပ်ဆိုးစေမယ့်အစီအစဉ်ရှိရလို့လဲဆိုထားတယ်။ကယ်တင်ခြင်းရဲ့ကြေပြန့်တဲ့ရွေးချက်ကိုဖော်ပြနေတာပါ။တက်ရှိတတ္တဝါတွေနဲ့အသက်ချီးသူတွေရဲ့ချီးမွမ်းတန်ကစပ်ဖြူလိုက်ပေမဲ့အဲ့ဒီမှာရပ်မနေဘူးနော်။ကုန်းငယ်တမန်တွေအများကြီးပါဝင်လာပုံကိုဆက်ဖော်ပြထားတယ်။ဟုတ်ပါပဲ။ဝိဖြူကိုကိုွေချင်းရဲ့ဆက်ဝန်းကပို့ပို့ပြီးကြေပြန့်လာတယ်။ အခန်းငယ်17နဲ့စနစ်မှာယောဟန်ကမရေမတွက်နိုင်အောင်များပြတဲ့ကောင်းကင်နမန်းတွေကိုမြင်ရကြားရပြန်ရောအရေးအတွက်ကဘလောက်တောင်းလဲအရေးအတွက်ကိုတောင်းပေါင်းများစွာသောတောင်းများကိုရီပေါင်းများစွာသောကိုရီများလို့ဖော်ပြထားတာဆိုတော့လူစိတ်နဲ့မှန်းလို့မရအောင်များပြလွန်းတယ်ဆိုတာပြတယ်သူတို့အားလုံးဟာပက်လင်တော်တက်ရှိတတ္တဝါတွေနဲ့အသက်ကြီးသူတွေကိုဝိုင်းရံပြီးအတန်ကျယ်ကြီးနဲ့တန်ပြန်ကျွေးကြော်ချီးမွမ်းကြတာသူတို့ရဲ့ချီးမွမ်းတန်ကတော့ဘလို့မျိုးမလဲခုနကတခြင်းတင်နေသူသလား သူတို့ချီမန်တန်ကပို့တိုးပြီးမှအားပါတယ်အချက်ချော်ကြတယ်သူတို့ကအစ်စ်တက်ချင်းကိုခံခဲ့တော့တိုးတငယ်သည်တန်ခိုးစီးစင်ညံပညာခုံအားအစ်စ်ဖုံးအနုဘောကောင်းကြီးမင်္ဂလာကိုခံယူခြင်းကထိုက်တန်တော်မူ၏ဆိုပြီးကြွေးကြော်ကြတယ်ခုနှစ်မျိုးတည်းတည်နော်ဟုတ်ကဲ့တိုးတငယ်ရဲ့ပြည့်စုံတဲ့ဂုဏ်တော်တွေကိုခုနှစ်မျိုးတည်းတည်ရေးတွက် သူ့ရဲ့အချွင်းမဲ့ထိုက်တန်မှုနဲ့ဖုံးတန်ကိုကိုအလေးပေးဖော်ပြနေတာပါဒါကတိုးတငယ်ဟာဖျားသခင်နဲ့ထတ်တူဂုဏ်တော်တွေရှိတယ်ဆိုတော့ကိုလည်းတွေ့ဝိုက်ပြနေတာပေါ့တက်ရှိတက်ွားတွေအတက်ကြီးသူတွေကောင်းကင်တမန်ကုတဲ့ကုရာတွေဒီလောက်နေပဲပြီးပြီလားထင်ရပဲမယ်နောက်ဆုံးမှဒီဝိပုကိုကိုွယ်ချင်းကအခြေပြန့်ဆုံးအခြေအနေကိုရောက်သွားတယ်နော်ဖန်ဆင်းခံအားလုံးပါဝင်လာတယ်ဆိုတာတကယ်အံ့ဩစရာပဲအမတန်ကျေပြန့်ပြီး အားလုံးကိုလွမ်းခြုံသွားတဲ့မြင်ကွင်းပါ အခန်းငယ်73မှာဝိပုကိုကိုွယ်ချင်းဟာအထွတ်အထိပ်ကိုရောက်သွားပြီကောင်းကင်မှာရှိတဲ့မြေကြီးပေါ်မှာရှိတဲ့မြေကြီးအောက်မှာရှိတဲ့ပင်လယ်ထဲမှာရှိတဲ့ဖန်ဆင်းခံတတ်တော်အားလုံးပါဝင်လာတယ်အားလုံးဆိုတာလူတွေကောင်းကင်တမန်တွေတည်းမဟုတ်ဘူးပေါ့ဟုတ်တယ်တက်ရှိတက်မဲ့အားလုံးလူတော်ဆိုနိုင်မလားပဲသူတို့အားလုံးကတတန်ဒီကြွေးကြော်ချီးမွမ်းကြတာ သူတို့ရဲ့ချီးမွမ်းတန်ကတော့ဘကျုကိုဦးတည်တာလဲသူငယ်ကိုပဲပလားဒါရလည်းအရင်အကြီးကြီးရဲ့အချက်သူတို့ရဲ့ချီးမွမ်းတန်ကပလင်တော်ဘုံမှာထိုင်တော်မူသောဖရာသခင်နဲ့သူငယ်အဖို့မှာကောင်းကြီးမင်္ဂလာအတိရေဘုံအာနုဘတန်ကိုအာနာတို့ဒီကဘာအဆက်ဆက်တက်ရောက်ပါစေတော့ဆိုပြီးတော့လေအာနေပါစလုံးကိုဟုတ်ကဲ့ခမည်းတော်ဖရာဖခင်နဲ့တောတော်တိုးတန်ငယ်နေပါစလုံးကိုအတူတကွတန်းကျူရီတို့ချီးမွမ်းကိုယ်ခွယ်ကြတာပါ ါကတိုးစငယ်ရဲ့ဖျားဖြစ်ခြင်းကိုအခိုင်မာဆုံးအတိဖြူချက်ကြီးထဲကတစ်ခုပဲခမည်းတော်နဲ့တန်တူဝိဖြူကိုးကွယ်ခြင်းကိုခံယူဖို့ထိုက်တန်နေစော်တာကိုစัจ java လာတစ်ခုလုံးကတသက်ခံနေတာဟုတ်ကဲ့ဒါအပြင်ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းအမှုတော်ဟာဖန်ဆင်းခြင်းတစ်ခုလုံးပေါ်တက်ရောက်မှုရှိပြီးအရာအလုံးကိုသူ့အုပ်ဆိုးမှုအောင်မှာပြန်လည်သိမြင်စေမယ့်အနာဂတ်ကိုလည်းမျှော်မြင်စေလေလေအဆုံးတက်မှာတော့တက်ရှိတဲ့သွားတွေနဲ့အသက်ကြီးသူတွေရဲ့တုံ့ပြန်မှုနဲ့အခန်းကိုပိတ်ထားတယ်ဟုတ်ပါတယ် အခန်းငယ်14မှာဒီစကြဝဠာရဲ့တံပြန်ချီးမွမ်းတန်ကိုကြားတဲ့အခါတသရှိတတဝါလေးပါကအာမန်လို့အတီးဖြူပြောဆိုကြတယ်။အာမန်။ဟုတ်ကဲ့။အဒီဘဲကထို့တူဖြစ်ပါစေအတီးဖြစ်ပါစေပေါ့။ပြီးတော့အသက်ကြီးသူ24ပါကတော့နောက်တစ်ချိန်ထပ်ပြီးပြဝက်ဝပြုကိုးကွယ်ကြရတယ်။ဒါဟာကောင်းကင်မဝပြုခြင်းရဲ့ကြီးကျယ်ခမ်းနားမှုလိနမှုနဲ့ဘယ်တော့မှမဆုံးတဲ့သဘောကိုပြနေတဲ့အဆုံးထပ်ဖြစ်ပါတယ်။ဒီအခန်းကြီးငါတစ်ခုလုံးက တကယ်ကိုရင်သက်ရှူမော့ဆရာမြင်းခွင်းနေနေတဲ့ဒီပဲတွေနဲ့ပြည်နေတာပဲကဲဒီလို့ဆိုရင်ဒီအခန်းလေးကျွန်တော်တို့လက်တွေ့ဘဝအတွက်ဘလို့သင်ခန်းစာတွေစင်ကျင်စရာတွေရနိုင်မလဲဆိုတာကို The Wise Believers ကပေးထားတဲ့အချက်တွေကိုခြေခံပြီးဆွေးနွေးကြအောင်ပထမဆုံးထောက်ပြထားတာက ခရစ်တော်ရဲ့တမှုထူးတဲ့ထိုက်တန်မှုနော် ဟုတ်ပါတယ်ဒီခန်းနဲ့ရနိုင်တဲ့အဓိကသင်ခန်းစာကယေရှုခရစ်တော်ရဲ့ကြိုင်ပတ်ခြင်းနဲ့တမှုထိုးတဲ့ထိုက်တန်မှုပါပဲခုနပြောခဲ့သလိုလေဗေဒမစားဆောင်ကိုဖွင့်ဖို့မထိုက်တန်လို့ယောဟန်ငိုခဲ့ရတာကိုတတိယပါဟုတ်ကဲ့ကောင်းကင်တမန်ဒီဘာသာရေးခေါင်းဆောင်ဒီတူတော်စင်ဒီဘသူမှမတတ်နိုင်ခဲ့ဘူးဒါပေမဲ့အတိတ်တချင်းခံရတဲ့သိုးတငယ်ယေရှုခရစ်တော်တပါးတဲ့တာလင်ဖီးယားရဲ့အစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ထိုက်တန်တယ်ဆိုတာထင်ရှားလာတယ်။အင်း ဒါကကျမတို့အတပါကိုဆိုလိုတယ်လဲဆိုတော့ယေရှုဟာတဦးတည်းသောကယ်တင်ရှင်တဦးတည်းသော အရှင်သခင်ဖြစ်တဲ့ဘဝရဲ့အကြီးမားဆုံးပြဿနာတွေအခက်ခဲတွေရဲ့အဖြေကသူ့စီမှာပဲရှိတယ်။သူ့ရဲ့အခွင့်အာဏာသူ့ရဲ့ကယ်တင်နိုင်စွမ်းဟာဘယ်ယာနဲ့မှမရှင်နိုင်ဘူးဆိုတာကိုအတိအမှတ်ပြုဟောပါပဲ။ဟုတ်ကဲ့။ဒုတိယသင်ယူစရာကတော့ခုနကဆွေးနွေးခဲ့တဲ့ချင်းသေးနဲ့သုံးငယ်ပုံရိပ်ကနေလာတာနော်။ဆလိုချင်းကနဲ့သင့်အောင်မြင်ချင်းရတယ်ဆိုတဲ့အချက်အတိအကျပါပဲ။ လောကအမြင်မှာအောင်မြင်မှုဆိုတာအင်အားသုံးတာ အနိုင်ယူတာအပေါ်စီးရတာတွေနဲ့တိုင်းတာလေးရှိတယ်။ဒါပေမဲ့ဒီအခန်းကပြနေတဲ့ပုံစံကလုံးဝကွက်ပြတယ်။ဟုတ်တယ်။ယေရှုကိုတန်ဖိုးအားနာရဲ့အမတ်တင်ခဲ့တဲ့ချင်တဲ့လို့ကြီးညာပေမဲ့တကယ်တမ်းသူ့ရဲ့ထိုက်တန်မှုကအာနယ်ချင်းဆွတ်လွတ်ချင်းရဲ့အမတ်တင်ခဲ့တဲ့အသေးသက်ခံရတဲ့တွန်းငယ်ဖြစ်ကနေလာတာ။အင်း လဝကတိုင်နဲ့ပေါ့ဟုတ်ကဲ့သူ့ရဲ့အကြီးမြတ်ဆုံးအောင်ပွဲကလဝကတိုင်ပေါ်ကရှုံးနေမှုလို့ထင်ရတဲ့အရာနေရတာဒါကကျွန်မရဲ့အတ္တတာအတွက်လည်းသင်ခန်းစာပေးတဲ့စစ်မှန်တဲ့ဝိညာဉ်ရေးရခွန်အားနဲ့အောင်မြင်မှုဆိုတာလောကနိလန်းနေနဲ့မဟုတ်ပဲခရစ်တော်ရဲ့လမ်းစဉ်အတိုင်းကိုကိုကိုနှိမ်ချခြင်းဆွလွတ်ခြင်းသူတစ်ပါးအစီကိုခံခြင်းအနစ်နာခံခြင်းတွေကနေတဆင့်ရရှိလာတတ်တဲ့ဆိုရပါပဲမှန်ပါတယ် ခရစ်တော်လိုဒုက္ခဆင်းရဲကိုလက်ခံနိုင်ခြင်းကဖုံးအပ်တဲ့စီကိုပို့ဆောင်တဲ့လမ်းဖြစ်တယ်ဆိုတာတတိယဖို့လိုပါတယ်တတိယချက်ကတော့ဝိပုကိုးကြခြင်းရဲ့မဟုတ်ချက်နဲ့ပတ်သက်တဲ့အခန်းလေးနဲ့ကာဟုတ်ပေါင်းကြည့်ဖို့လိုတယ်လို့ဆိုထားတယ်ဟုတ်ပါတယ်ဖျားရိချာအခန်းကြီးလေးမှာကောင်းကင်ဘုံကဖန်ဆင်းရှင်ဖျားသခင်ကိုသူ့ရဲ့ဖန်ဆင်းခြင်းအမှုကြောင့်ချီးမွမ်းကြတယ်ဟုတ်ကဲ့အခန်းကြီး9မှာတော့ယွင်းနှုတ်ရှင်တိုးတငယ်ကိုသူ့ရဲ့ယွင်းနှုတ်ရှင်အမှုကြောင့်အဓိကထားချီးမွမ်းကိုကြွယ်ကြတယ် ဂျာပေမဲ့အစုံးမှာတော့နှစ်ပါးစလုံးကိုအတူတကွချီးမွမ်းကြတယ်။ဟွန်းဒါကကောင်းငင်ပုံကိုပြုတ်ချင်းရဲ့ဗဟိုချက်မှာဖန်ဆင်းခြင်းရောရွေးနုတ်ခြင်းမှာအရေးပါတယ်ဆိုတော့ကို ပြတယ်။အထူးသဖြင့်သိုးငွေကိုကိုးကွယ်ရတဲ့အကြောင်းရင်းကသူဟာမိမိအသွေးနဲ့လူသားတွေကိုအပြစ်ခနဲ့ရွေးနုတ်ခဲ့လို့ဆိုတော့ကိုအလေးပေးထားတဲ့အတွက် ကျမတို့ရဲ့ဝတ်ဖြုတ်ကိုးကွယ်ခြင်းမှာဖရာသခင်ရဲ့ကြီးမားလာတဲ့ရွေးနုတ်ခြင်းကျေးဇူးတော်ကိုအမြဲတတိယအတိမပြုပြီးတုံ့ပြန်ကြီးမားမှုလိုအပ်တယ်ဆိုတာပါပဲကျေးဇူးတော်ကိုတုံ့ပြန်တာပေါ့ဟုတ်ကဲ့ဝတ်ဖြုတ်ခြင်းဟာတာဝန်တစ်ခုလို့မဟုတ်ပဲကျေးဇူးတော်ကိုတုံ့ပြန်တဲ့စိတ်အားထက်သန်မှုရဲ့ဖြစ်တဲ့ဒါပြင်ဒီအခမ်းမှာတွေ့ရတဲ့လူမျိုးနွယ်စုအလုံးဘာသာစကားအလုံးပါဝင်တဲ့ကမ္ဘာလုံးဆိုင်ရာဝတ်ဖြုတ်ခြင်းပုံစံကကျမတို့ရဲ့ဝတ်ဖြုတ်ခြင်းဟာကိုအုပ်စု ကိုယ့်လူမျိုးအတွက်ပဲမဟုတ်ပဲဖျားရဲ့ကြေပြန်တဲ့နိုင်ငံတော်အစီအစဉ်ကိုထင်ဟပ်တင်တယ်ဆိုတာကိုလည်းတတိပင်းနေတယ်။တကယ်ကိုတန်းဖို့ရှိပြီးလက်တွေ့ကျတဲ့သွန်သင်ချက်တွေပါပဲ။ဒီနေ့ကျွန်တော်တို့ဗျာဒိတ်ချမ်းအခန်းကြီး9ကို အတွင်းကြကြလေ့လာခဲ့ကြတာအချိန်တော်တော်လေးပြည့်သွားပြီဆိုတော့ဤကုန်းချို့ကြောင်းဒီအန်အောဖွဲ့အခန်းကြီးရဲ့အဓိကသတင်းစကားကိုအနည်းချို့အနည်းနဲ့ဘယ်လိုပြောနိုင်မလဲဗျာ။ ဖျားရီကျန်ခန်းကြီး9ရဲ့အဓိကသတင်းစကားကိုအနစ်ချုပ်ရရင်တော့လေအသေးစချင်းကိုခံထရတဲ့တိုးတငယ်ယေရှုခရစ်တော်ဟာမိမိရဲ့ရပ်ပူဆိုခံခြင်းအမှုတော်ကြောင့်သာလေဖျားသခင်ရဲ့လျော့ဝတ်ထားတဲ့အနာဂတ်အစီအစဉ်တွေကိုဖွင့်ပြဖို့အကောင့်ထည့်ဖို့တရားစီရင်ဖို့တူဦးရဲသောထိုက်ကန်တို့ဖွင့်တယ်ဆိုတာပါပဲဟုတ်ကဲ့ သူဟာသူ့ရဲ့ယွင်းနှုတ်ခြင်းအမှုကြောင့်ခမည်းတော်ဖျားသခင်နဲ့အတူကောင်းကင်မြေကြီးရှိရှိသမျှသောဖန်ဆင်းခန့်အလုံးရဲ့ထာဝရဝိပုကိုးကွယ်ခြင်းကိုခံယူထိုက်သူဖြစ်တဲ့ဆိုရာကို ရှင်းရှင်းလင်းလင်းခိုင်ခိုင်မာမာဖော်ပြနေပါတယ်။ဟွန်းသူ့ရဲ့အောင်ကွဲဟာအာနေချင်းတဲ့ကလာပြီးသူ့ရဲ့ဘုံအနုဘော်ဟာဆွလွတ်ခြင်းပေါ်မှာတည်နေတယ်ဆိုတာပါပဲ။ဟုတ်ကဲ့ဒီနေ့ဒီအကြောင်းအရာကိုနည်း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 ဆွေးနွေးဝင်ရတာတကယ်ကောင်းပါတယ်။ နားထောင်နေသူတွေအတွက်လည်းအတိတ်တော့ရှုထောင့်တွေခွန်အားတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ် နောက်ဆုံးအငင်းနဲ့လီနားထောင်သူတွေကိုဆက်ပြီးစဉ်းစားဆင်ခြင်ကြည့်ဖို့အတွက်အတွေးလေးတစ်ခု ထားခဲ့ခြင်းပါတယ်။ဒီအခန်းမှာကျမတို့တွေးခဲ့ရတဲ့ဝိပုကိုဝေခြင်းဟာအတားအဆီးတွေနန်နိမိတ်တွေမရှိဘူးနော်။ဟုတ်ပါတယ်။လူမျိုးနွယ်စုတိုင်းဘာသာစကားတိုင်းလူမျိုးတိုင်းတိုင်းနိုင်ငံတိုင်းပါဝင်ညွန့်တင်မကဘူး။ဖန်ဆင်းခံတတ်တော်အားလုံးပါပါဝင်တဲ့စัจ java လာနဲ့ခြီးတဲ့ဝိပုကိုဝေခြင်းဖြစ်နေတယ်။ဟွန်းအားလုံးပါဝင်မှု Okay ဒီအနာကကောက်ကင်မုံရဲ့ရက်ွက်ပုံရိပ်ကိုထောက်ရှုပြီးတော့လေကျမတို့ရဲ့ဒီနေ့ခေတ်အသင်းတော်တွေဝိပ ပြုတ်ချင်းအလစ်အကျင့်တွေတချင်းရွေးချယ်မှုတွေစုဝေးချင်းပုံစံတွေဟာအဲ့လိုအားလုံးပါဝင်တဲ့လူမျိုးရေးယဉ်ကျေးမှုနောက်ခံကွဲပြားမှုတွေကိုကြော်လွှားနိုင်တဲ့ကောင်းကင်ဘုံချွမ်းချင်းမျိုးကိုဘလို့နီးလန်းနေနဲ့ပို့ပြီးထင်ဟပ်ပြတတ်နိုင်မလဲဘလို့ပို့ပြီးလက်တွေ့ကျင့်သုံးနိုင်မလဲဆိုတာကိုအလစ်အနက်စင်ချင်းကြည့်ဖို့တိုက်တွန်းခြင်းပါတယ်တကယ်ကိုစင်ခေါ်မှုရှိပြီးအရေးကြီးတဲ့စဉ်းစားစရာမေးခွန်းပါပဲဒီနေ့ The wise believers ကကျူးဆူထားတဲ့အချက်လက်တွေကိုအခြေခံပြီး ပြရိချန်အခန်းကြီး9ကိုအတွင်းကြကြလေးလောက်ဆွေးနွေးခဲ့ကြရတဲ့ဒီအစီအစဉ်မှာပေါင်မနောက်ထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်လေးလောက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်